အားလုံးပဲမိပါပါရှင်နှက်ကတ်တွန်း channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတ်တွန်းပုံမြင်လေးတွေကိုတစ်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတနင်္လာသိနိုင်အောင်လေးဘေးနားလို့ဒီခါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကာလူရဲ့နောင်တာဟုံးရှိရှိတုန်းကသိငယ်တဲ့တစ်တော်လေးတခုရှိခဲ့ပါတယ်တစ်တော်လေးဟာသိငယ်ပေမဲ့တရိษံမျိုးစုံနေထိုင်ပြီးတာယာလှပပါတယ်အဲ့ဒီတော့ချင်းသိမရအုတ်ချုပ်ပါတယ် တနေ့မှာကာလူကတစ်ကိုင်းလေးပေါ်စိတ်တက်ကြပြီးထိုင်နေခဲ့ပိုင်းခဏနေရောကာလူနာကိုရာနူးဆိုတဲ့စကလေးရောက်လာပိုင်းကာလူဘာဖြစ်လို့လဲနေပါလို့စိတ်ညစ်နေရလဲအဆအဆရရအဆင်ပြေရလားငါအရန်ထီးကြံနေတယ်လို့ခံစားရရာနူးရဲ့ပြီးတော့အလုပ်လုပ်ရလဲစိတ်မပေါဖြစ်နေဒါဆိုမိမယူလိုက်လေကာလူရဲ့ဒါဆိုအထီးမကြမ်းတော့ဘူးပေါ့နင်းတီတဲမှာငါနဲ့အဆင်ပြေလောက်မယ်ကြီးကမှလေးရှင်ပြောပြပါအောင်ကွာရှိရပါကာလူရဲ့ငါနဲ့တဝမ်းခွဲတော်ရဲမိနုလေ ူနဲ့သူနဲ့အဆင်ပြေမယ်လက်တွဲပေါ်ရှာနေရလာလာငါတော်အေကိုငါနဲ့အတူတူလိုက်ခဲ့စကားလမ်းကြောင်းကြည့်ကြမယ်ပြီးတော့ကာလူးနဲ့ရာနူတို့အတူတူပြန်ပြီးအဲ့ဒီအိမ်မှာသွားကြပါ යි ဟိုရောက်တော့ရာနူရဲ့အတော်ပြောလိုက်ပါ යි သမီးလေးရာနူမတွေ့ရတာတော့ကြာပြီကွယ်အတော်ဖြစ်လွမ်းနေရငါသမီးလေးကအခုမှပေါ်လာရယ်ဟုတ်တယ်တော်လေးသမီးလေးတတိယနေရဒါနဲ့ဒါကသမီးတငယ်ချင်းကာလူးတဲ့သူကသမီးတို့မီနူလေးနဲ့တွေ့ကျင်လို့လိုက်လာခဲ့တာ ။တမီးမီနူရေလာခဲ့ပါဦး။ဘသူတွေလဲလာကြည့်ပါအောင်တမီးလေး။မီနူကလည်းမြ мян လေးပြေးထွက်လာပြီးရာနူးကိုတွေ့ရောအယံကိုပြောသွားပါ යි ။မမအေးကလေးလေးမီနူရေဒါမမတငယ်ချင်းကာလူတဲ့။ညီမလေးသူ့ကိုသဘောကျရင်မမကိုပြောနော်။မီနူကလှပြီးတော့ထက်မြက်တဲ့ကြီးကဲမလေးတကောင်ဖြစ်ပါ යි ။သူကကာလူကိုအကဲခတ်ပြီးသဘောကျရတဲ့အတွက်ကြောင့်ကာလူရောသူရောမှုမနေပဲလက်ထက်လိုက်ကြပါ යි ပြီးတော့သူတို့နှစ်ယောက်လုံးတော်ရဲမှာအတူတူနေထိုင်သွားကြပါ යි ငါနေ့ကိုပိုင်ဆိုင်ရလို့တကယ်ကံကောင်းနေကလူကိုကပိုပြီးကံကောင်းတာပေါ့မီနူလေးရယ်ပြီးတော့ကိုဘွားမီနူကြောင့်ပိုပြီးအတိတ်ပဲရှိလာခဲ့တာအရေးကကိုတိောက်တဲ့အရာကိုအထီးကျန်ခဲ့တယ်မင်းကိုဘွားတဲ့ရောက်လာမှကိုဘွားပြည့်စုံသွားတာပါတနေ့မှမီနူနဲ့ကာလူတို့ကတော်ရိတ်ကိုအတူတူပြန်ပြီးထွက်လေကြပါလမ်းမှာသူတို့ကလှလှဆိုတဲ့စာကလေးနဲ့တွေ့ကြပါလလကသူတို့ကိုတွေ့ပြီးတော့ပြောလိုက်ပါဟဲ့ကာလူနေဘယ်တော့မင်္ဂလာဆောင်လိုက်တာလဲဒါလေးကနေမျိုးသမီးလား ဟုတ်တယ်လက်လိုက်ငါတို့လက်ထက်တာသိမကြသေးပါဘူးနေ့မျိုးသမီးတွေကအယမ်းလာတာပဲကာလူရယ်ပြီးတော့သူ့ကြည့်ရတာအေးချမ်းနေရပဲဒီလိုနဲ့အချင်းတွေတဖြည်းဖြည်းကုန်ပြီးသူတို့လက်ထက်တာတစ်နှစ်တောင်ပြည့်သွားပါရဲ့ကာလူကတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်သူကမီနူကိုခဏခဏဒေါသထွက်ပြီးအော်လိုက်ပါတယ်ဒါပေမဲ့မီနူကကာလူကိုအမြဲတမ်းအေးဆေးဆေးတီတီငင်ငင်နဲ့နောင်ဝင်အောင်ပြန်ရှင်းပြပါတယ်ကာလူနင့်ကိုကြည့်ရတာအရင်လိုမဟုတ်တော့ နေငါပေါ့အရန်ပြောင်းလဲသွားတယ်။ငါ့ကိုဘာမှဟုတ်တဲ့ကိစ္စလေးနဲ့လဲခဏနာဒေါသထွက်တယ်။ဖေဆန်းမီနူနေုံလဲငါတိတ်ကြည့်မရတော့စကားအရန်များတယ်။အဲ့ပစ္စက်ကိုပိတ်ထားလိုက်စမ်း။ကာလူကမီနူကိုអော်ပြီးတော့အဲ့ဒီကနေထွက်သွားပါ යි ။မီနူကနေရာမှာတင်ငိုပြီးတော့ကြံခဲ့ပါ යි ။ကာလူကဘာဖြစ်သွားလဲ။သူဘာလို့များဒီလောက်ထိပြောင်းလဲသွားလဲ။ဘာလို့ငါ့ကိုဒီလောက်ရရဆက်ဆက်ဆက်ဆံရလဲ။ဒီနေ့မှာကာလူကစမ်းကြောင်းပြီးမှထိုင်နေတဲ့အချိန် သူ့နာကိုကြီးကန်းမတကောင်ရောက်လာပိုင်းဟယ်လိုကျမနာမည်သီရိပါ ကျမတီတော့အစ်စ်ပြောင်းလာတာပါရှင့်ကိုကြည့်ရတာအញ្ញမ်းစိတ်ညစ်နေတယ်လို့ပဲဘာဖြစ်နေလို့လဲရှင်ကာလူကသီရိကိုကြည့်လိုက်တဲ့အခါသူ့စိတ်ထဲမှာတမျိုးတမျိုးလေးခံစားသွားရပိုင်းပြီးတော့သူ့စိတ်ညစ်နေရာကြီးအားလုံးပျောက်သွားပြီးတက်တက်ကြွကြွနဲ့ပြန်ပြီးနှုတ်ဆက်လိုက်ပိုင်းဟယ်လိုသီရိကိုနာမည်ကာလူပါမင်းကအခုမှတီယိုအစ်စ်ရောက်တာဆိုတော့တီတော့မကြွန့်သေးဘူးမလားကိုလိုက်ပတ်ပြမယ် ဒီလိုနဲ့ကာလူနဲ့သီရီတို့ကတဖြည်းဖြည်းပို့ပြီးရင်းနှီးလာကြပါတယ်။ဒီနေ့မှလည်းကာလူကသီရီနဲ့တွေ့နေတဲ့အချိန်မီနူကအိမ်မှာကာလူကိုစောင့်နေခဲ့ပါတယ်။ကာလူကဘာလို့အခုထိအိမ်ပြန်မရောက်သေးရလဲမသိဘူး။ငါစိတ်ပူလာပြီ။ကာလူကအတော်လေးညှိနှက်ကံမှအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ကာလူအိမ်ပြန်ရောက်ပြီးခဏနေတော့မီနူကပြောလိုက်ပါတယ်။ကာလူနေပေသွားနေရလိုက်ရင်ကာလူကဘာမှမဖြေပဲအိမ်ကနေထွက်သွားပြန်မိုင်း ပြီးတော့တီရီနဲ့သွားတွေ့ပြီးတော့ပြောလိုက်ပါတီရီကိုတကယ်တော့မင်းကိုမြင်မြင်ချစ်ချစ်မိခဲ့ရပါကိုရဲ့တပွားလုံးမင်းနဲ့တူတူကုံဆောင်ကြမှာကျမလည်းရှင့်ုံသဘောကျပါ යි ကာလူရှင့်ကျမနဲ့တူတူကျမအရင်ကနေခဲ့တဲ့တော်လိုက်ခဲ့ပါလားတီရီနဲ့ကာလူတို့ပြောနေကြတာကိုရာနုကအကုန်ကြားနေခဲ့ရပါကာလူကတကယ်ပဲအကောင်လော့ထားပြစ်ခဲ့ပြီးတီရီနဲ့တူတူလိုက်သွားပါရာနုကမီနုကိုသူ့တွေ့ခဲ့တာကြားခဲ့ရတဲ့အကောင်လော့ပြောပြဖို့သွားလိုက်ပါ မမတောင်းမှန်ပါညီမလေးမီနူရဲ့မမကလူကိုညီမလေးပေါ်ကောင်းနိုင်မယ်လို့ထင်ခဲ့ရတကယ်တော့ तू ကမကောင်းနိုင်ကောင်းပဲဘာဖြစ်လို့လဲမမရာနူရဲ့မမဘာလို့ဒီလိုတွေပြောနေရလဲပြီးတော့ရာနူကသူတီးတမျှအကောင်လုံးပြပြလိုက်ပါညီမလေးဘာလို့ရမလဲတကယ်မသိတော့ပါမမရဲ့အခြားတစ်ဖက်မှာတော့တီဗီကကာလူကိုအနိုင်ကျင့်နေခဲ့ပါဟဲ့ကောင်ကလူနေပါထိုင်လို့နေရလဲတော်ရဲသွားပြီးငါအတွက်တစ်သီးတွေရှားခဲ့စမ်း နင်ဘာလို့ငါ့ဒီလိုတွေဆက်ဆံနေရလဲသီရိရဲ့အဲ့တော့နေရဘလို့ဆက်ဆံသိချင်တာလဲထိုင်ကြတော့ပြီးပြောရမှာလားနင်ဟုတ်သီရိရဲ့ဇကားတွေမခံနိုင်တော့တဲ့အစုံကာလူကအဲ့ဒီကနေထွက်လာခဲ့ပါယငါဘာလို့မိလိုက်တာလဲငါမီနုပေါ်တစ္ဆာမဖောက်ခဲ့တဲ့ငါတကယ်အမားကြီးလုံးမိပြီငါအိမ်ပြန်သွားပြီးမီနု တောင်းမှန်လိုက်မယ်ဟိုဘက်တော်ရင်မှာတော့မီနုကကာလူရဲ့ဆိုးရွားလာရေးလောက်ရကြမခံစားနိုင်တော့ပဲရင်ခွဲနာကြပြီးတိတ်သွားခဲ့ပါယ ကာလူအိမ်ပြန်ရောက်လာတဲ့အခါမီနူရဲ့အလောင်းကိုပဲတွေ့ခဲ့ရပါတယ်။သူကအရန်ကိုဝန်းနေပြီးအုံငိုပါတော့တယ်။ကိုအရန်မှားတော့ပါတယ်မီနူရဲ့။ကိုတောင်းမှန်ပါတယ်။ကိုတကယ်တောင်းမှန်ပါတယ်။ကိုမင်းကိုဒီလိုမလုပ်ခဲ့သင့်ကိုမှားတော့ပါတယ်။ကိုမင်းအပေါ်ကြီးမားတဲ့အဖြစ်ကြီးကျွလုံမိခဲ့ပါတယ်။ကာလူကနောင်နာရပြီးငိုယုံကလွဲဘာမှမတက်နိုင်ခဲ့ပါဘူး။ရာနူကလည်းသူ့ကိုကောက်ကောက်ပြဆိုခဲ့ပါတယ်။ဒီလိုပုံမြင်လေးတွေကိုချက်ပြီးတော့နားထောင်ကြနေဆိုရင်တော့ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်နော်။ နောက်ထပ်ပုံမင်းလေးကိုဆက်သွားကြပါမယ်ရှင်။တချိန်တော့ကတောင်းအုပ်ကြီးတစ်ခုမှာတစ်သီးတွေအများကြီးသီးရဲ့အပင်ပေါင်းစုံရှိပါတယ်။ဒါကြောင့်အိတ်ကတရိတ်ဆန်တွေကလည်းတစ်သီးတွေပေါများစွာစားသုံးနိုင်ကြပါတယ်။အဲ့ဒီမှာတရက်သီးပန်သီးငပြောသီးစားရတဲ့အသီးတွေများစွာရှိပါတယ်။ဒီလိုက်ငါတို့တော်လီကအရန်ချစ်စရာကောင်းတာပဲနော်။တစ်သီးတွေလည်းပေါ်ကျယ်သွားပြီးတရိစံလေးတွေလည်းခင်းဖို့ကောင်းကြတယ်။တရက်သီးစားမယ်၊တရက်သီးစားမယ်၊ချိုပြီးမွေးရဲ့တရက်သီးလေးတွေစားမယ်။ ။ငါငပြောသီးသားမှာနော်။အဲ့ကတရိတ်ဆန်တွေအားလုံးကရန်နေပျော်ပျော်ရွှင်ရွှင်နဲ့အတူတကွနေထိုင်ကြပါဘူး။ဒါပေမဲ့ဒီလိုตายရတဲ့နေရာလေးမှာကောက်ကျစ်တဲ့ကာလူဆိုတဲ့ကြီးကဲတကောင်လေးရှိပါတယ်။သူကအရန်ကိုတကုတ်ကောင်းဆံမိုင်းဒီတော်ရရဲ့တစ်သီးတွေအကုန်လုံးငါပိုင်တာ။တခြားတရိတ်ဆန်တွေမကြွေးနာ။အတိမန်တများကြွေးကြနဲ့တခြားသူမကောက်ခင်ငါရင်စားပလိုက်မယ်။ဒီလိုနဲ့ဘာအတိပဲကြွေးကြွေးကာလူကအရင်ဆုံးသွားစားလိုက်လေးရှိပါတယ်။ ။ကာလူရဲ့ဒီလုံရကြောင့်ဒေါရီယာတခြားသောငှက်တွေလည်းစိတ်ညစ်နေကြပါ යි ။သူတို့ပေါင်းပြီးအစီအစဉ်တစ်ခုဆွဲလိုက်ပါ යි ။တငယ်ချင်းတို့ကာလူကဒီလိုရီသားဆက်လုပ်နေမယ်ဆိုငါတို့ဘာဒီမှာစားရတော့မှာမဟုတ်ဘူး။နေပြောတာဟုတ်တယ်။ငါတို့တို့ဒီလိုလွတ်ထားလို့မရတော့။ငါ့မှာအကြံတစ်ခုရှိတယ်။ငါတို့အပင်အောက်မှာထောင်ချောက်ထောင်ထားကြမယ်။ကာလူကအရင်ဆုံးအသီးလာဆိုင် သူအိတ်ထောင်ချောက်တဲမိသွားလိမ့်မယ်။ဟုတ်တယ်ခိုးပြောတာမှန်တယ်။သူ့အကြံတကယ်ကောင်းတယ်။ငါတို့အဲ့လိုပဲလုပ်ကြရအောင်။ အဲ့ဒီကာလူကိုတကယ်သင်ငန်းစာပေးတင်ပြီနောက်တနေ့မနက်မှာသူတို့တွေပေါင်းပြီးတော့ကာလူအတွက်ထောင်ကျောက်ထောင်ထားလိုက်ပိုင်သူတို့ထင်တဲ့အတိုင်းကာလူကကြွေကြနေတဲ့အသီးကိုစားဖို့အရေးဆုံးရောက်လာပိုင် ပြီးတော့ထောင်ကျောက်တဲမိသွားပိုင်အဲ့ဒီကြားမှာတခြားငှက်တွေလည်းထွက်လာကြပိုင်ပြီးတော့ကာလူကိုဝိုင်းထားလိုက်ကြပိုင်ငါတို့ဝိုင်းပြီးနင့်ကိုဒီလိုဖမ်းနေအတွက်တော့ခွင့်လွတ်ပါကာလူဒါပေမဲ့တကူကောင်းဆန်တဲ့နင့်ကိုလည်းပညာပေးဖို့လိုအပ်တယ်လေအဲ့ဒါကြောင့်ငါတို့ဒီလိုလုပ်တာ ကာလူကလန့်ပြီးတကယ်ပဲနောင်နာရသွားပိုင်။ပြီးတော့သူကသူ့အကျင့်ကိုပြင်ပါမယ်လို့လည်းအားလုံးဂတိပေးလိုက်ပိုင်။ဒီနေ့အခုကျန်စပြီးကျွန်တော်တခုကောင်းမဆန်တော့ပါဘူးလို့အားလုံးဂတိပေးပါရဲ့။ကာလူကတကယ်နောင်နာရသွားတဲ့အတွက်ကြောင့်တခြားငှက်တွေကသူ့ကိုခုတ်လို့ပေးလိုက်ကြပါရဲ့။ပြီးတော့သူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်ရင်။တန်ဆုံးတဲ့ကြီးကမ်းမတူနိုင်းရောက်တာတန်နုကနိုင်ငံသားထွက်သွားပါပြီ။တူနိုင်းရောက်ကြပတ်စံရှာဖို့နိုင်ငံသားအောင်ထွက်သွားတာပါ။ နိုင်ငံသားမှသူ့လုပ်ငန်းကတသေးလေးပဲရှိပါသည်။တနုကအလုံအယံစူးစားပိုင်။သူကအယုတ်လုပ်ငန်းတသေးလေးတစ်ခုလုပ်နေပိုင်။သူက အလုံအယံစူးစားပြီးပတ်စံတွေစုနေပိုင်။တနုမှမိန်းမနဲ့သားလေးတစ်ယောက်ပဲရှိပိုင်။သူတို့နှစ်ယောက်သူနဲ့အဝေးမှာရှိနေပိုင်။သူ့သားလေးကလည်းအယံငယ်ပါသည်။အဲဒါကြောင့်လည်းဘာမှတိမ်သာမလဲသေးပါ။ငမလေးတူနာကလည်းသူ့သားလေးကိုတီချာပြုစုဆောက်ရှောက်ပိုင်မမေတားပပရအရင်အချိန်မကောင ဖဖေကအိမ်ရနေထွက်သွားကြားလာနေပြီခုတည်းလည်းအိမ်ပြန်မလာသေးဘူးတားဖဖေကအရန်ဆိုးတယ်ဒိုနာလည်းတီနို့ကိုတစ်ချက်ရိုက်လိုက်ပါနေအရန်ပြက်ကြီးနေပြီပဲနေအရန်မှန်ရိုင်းနေရအဲ့လိုနဲ့တီနူလည်းငိုရိုပြီးအိမ်ကနေထွက်သွားပါငမလေးဒိုနာကလည်းအရန်ကိုစိုးရင်နေပါတီနူကအပြင်သွားပြီးကိုအီးနာမှထိုင်းလိုက်ပါအဲတားလီတားရဲ့မိမိနဲ့စိတ်ဆိုးပြီးအပြင်ထွက်လာလားတားအဲ့လိုပဲကြီးကြပြောစကားနားမထောင်မင်းနေအဲ့လာမှာတားရဲ့မိမိက တားလို့ကျင်တာမှတ်သမျှဝယ်ပြီးမှတားရဲ့မမယာပစံတွေဖွက်ထားတာတားလည်းသူ့ပစံတွေခိုးဖွက်ထားအခုတော့အန်တီပြန်လိုက်အောင်မေတော်ကြတားရဲ့မမီအန်တီကိုတွေ့သွားအောင်မေအဲ့လိုနဲ့တူနာလေးသူ့ရဲ့တာနာရောက်လာပါတားလေးရေဘယ်ချိန်တိအမေကိုစိတ်ဆိုးနေအောင်ပါလဲကဲလားအမေနဲ့ပြန်လိုက်ခဲ့အမေသားအတွက်ပဲထမင်းချက်တိုင်းအမေသားကိုခွန်ကြွေးမယ်အမေရဲ့ချစ်ဖို့ကောင်းတဲ့တာလီယာအမေစကားတိတ်နာထောင်နေ။သူမရဲ့တာလီလေသူမစကားနားထောင်မိုင်း တုံသားလေးသူ့သားလေးကိုအိမ်ပြန်ခေါ်သွားပါတယ်။သားလေးဘယ်တမင်စားလိုက်အောင်လဲ။အမေသားအတွက်အရသာရှိကြီးချက်ပေးထားတယ်။သားလေးဒီနေ့အမေအလုပ်လေးသွားလုပ်လိုက်အောင်မယ်နော်။သားလေးဘယ်တမင်စားပြီးသွားကစားနော်။တုံသားလေးသူ့မရဲ့သားလေးကိုနားလျောက်ပြောပြီးထွက်သွားပါတယ်။သူ့မရဲ့သားလေးကအယံကိုစိုးသွမ်းနေပါပြီ။ဒီနေ့လည်းအိမ်ပြန်ထွက်သွားပါတယ်။တငယ်ချင်းချက်ကိုငါလေးကစားဖို့ဘောလုံးပြုံးလေငါလေးကစားခြင်းနဲ့။ဒါပေမဲ့ချက်ကတီနုကိုဘောလုံးမပြီးပါဘူး။ ဂျကူးလဲငုံယိုပြီးအိမ်ပြန်လာပါ යි ။ဒါဘာလို့ငုံနေရလဲ။ဘာဖြစ်လာလဲ။ဘာလို့အခုလိုဖြစ်နေရလဲ။ဘာလို့ငုံနေရလဲ။မမေဂျကူးကတားကိုသူ့ဘောင်လုံးပြီးမဆောင်။နောက်ပြီးတားကစားဖို့ဘောင်လုံးလိုချင်တယ်။အော်တားလေးရဲ့အဖေပြန်ရောက်ရင်တားအတွက်ဘောင်လုံးဝယ်ပြီးမှာပါ။အမေမှအဲ့လောက်ပတ်စံမရှိဘူးလေ။ဒါပေမဲ့တီနူကစိတ်တော်ပြီးအိမ်ပြန်ထွက်သွားပါ යි ။တီနူကအန်တီကိုရဲ့အိမ်စီကိုသွားပါ යි ။တားလေးဘာလို့အနည်းအိမ်လာရလဲ။ ။ဒါအဲ့လိုပဲသားမေကိုကြည်ကြ။အနည်းရဲ့သားဂျကူနဲ့ကြည်ကြလို့အနီတို့ဘောလုံးဝယ်ပေးထားတာ။ဂျကူကအတိရဲ့သားလေ။ဒါလေသားရဲ့အမေကိုအဲ့လိုပဲကြည်ကြ။သားရဲ့အမေနဲ့သားကိုအယုတ်တွေဝယ်ပေးလိုက်မယ်။ဟဲ့နင်ကသာဘာပြောနေရလဲ။နင်အဲ့လိုပဲငါသားကိုပေါက်ကြရအောင်ရှောက်တင်ပေးနေရလား။အမကိုကြီးအမမှလည်းသားရှိရဲ့နော်။ကျမရဲ့သားအခုလိုရှောက်ပြောနေရင်တီနူးလေးစီဆိုပြီးတော့ထွက်သွားပါရင်တွန်နာလေးသူ့သားနောက်ကိုလိုက်ပြီးရှာနေပါရင် တီနုကလည်းတနေရာရာမှာပုန်းနေပါအဲ့လိုနဲ့တင်းငက်ကြီးတကောင်ကတီနုပုန်းနေတာမှာလာထိုင်နေပါသူ့ကိုကြည့်ရတာအယမ်းစာလောင်ကြီးရဲ့ပုံပါပဲတီနုကလည်းပုန်းနေနေရာကနေထွက်ပြီးပြေးဖို့ကြိုးစားပါဒါပေမဲ့လည်းတင်းငက်ကသူ့ကိုဖမ်းလိုက်ပါတူနာလည်းသူ့ရဲ့တာကိုလိုက်ရှာနေပါတူနာလည်းတင်းငက်ကြီးအနောက်ကရောက်လာပြီးတင်းငက်ကိုတုံနေရိုက်လိုက်ပါတင်းငက်ကြီးလည်းထွက်ပြေးသွားပါတီနုလည်းသူ့ရဲ့အမေကိုပြေးဖက်လိုက်ပါမမေတောက်တင်းငက်ကြီးစားတော့မလို့ အဲလိုနဲ့အမေကသူ့ကလေးရဲ့ရှိကနေမမမမရှက်ပြီးသူ့ကလေးလေးကိုကာကွယ်ပေးခဲ့ပါရဲ့။ငှက်မလေးရဲ့ဥဒီပုံမြင်လျာလင်းမားနှစ်ယောက်ကြောင့်ပဲဖြစ်ပါရဲ့။ဒီလင်းမားမြောက်ကလက်ထက်ထားတာအတော်ကြာပါပြီ။ဒါပေမဲ့အခုထိသူတို့မှသွေးသားရင်းကလေးမရှိသေးပါဘူး။ငှက်မလေးရာနုံလည်းအခုလိုပြောလိုက်ပါရဲ့။ယောက်ျားရဲ့ကျမကိုအပြစ်မှာအတိုင်းလုပ်ပြီးကျမဒီအိမ်ထဲမှာနေရတိတ်အဆင်မပြေဘူး။ကျမအပြစ်မှာအတိုင်းလုပ်ပြီးအိမ်မှာပဲကျမဥဥပေးမယ်။ တန်နူလည်းအိမ်ပြင်ထွက်သွားပါရဲ့ငါလဲစဉ်းစားနေရသစ်ပင်ကောင်းကောင်းတပင်ရှာပြီးငါမိမအတွက်အတိုက်နှုတ်ပေးရမယ်ငါတို့အတိုက်ကောင်းကောင်းလေးတစ်ခုလုပ်ပေးရမယ်အော်ဟိုမှာသစ်ပင်ကောင်းကောင်းတပင်တွေ့ပြီးဒီအတိုက်ကအရန်ခိုင်ခန့်နေငါမိမအောင်ဒီအတိုက်တည်းပဲခေါ်လာလိုက်တော့မယ်ငါမိမအောင်ခေါ်လာပြမယ်အဲ့လုံနဲ့တန်နူလည်းသူ့မိမကိုအတိုက်ရှိရဲ့နေရာကြီးခေါ်လာပြပါရင် သူ့မိမလည်းအတိုက်သေးကိုရောက်တော့ဦးတလောင်ဦးချလိုက်ပါရင် အဲဥလျာအရန်ကိုချက်ဖို့ကောင်းမိုင်းငမရီယာအပြင်ဘက်အတိုက်တွေမှာပဲအိုးအိုးတက်ပိုင်းအဲမိမငါနေ့ရက်အစားသွားရှာမလို့ဥလေးကိုဒီတိုင်းမထားခဲ့နဲ့နော်ဥလေးနားမှာပဲနေငါဘယ်ချိန်မှပြန်ရောက်မလဲဆိုတာပြောလို့မရအောင်အဲလို့ပြောပြီးတော့သူ့ယောက်ျားလည်းထွက်သွားပိုင်းတန်နူလည်းအစားရှာဖို့တောကနေတတော်ဝဝေးကြီးထွက်လာပိုင်းပြန်ရင်းပြန်ရင်းသူတတော်ဝေးဝေးကိုရောက်သွားပိုင်းတစ်ဖက်မှာလည်းတူနာက သူ့ယောက်ျားပြန်လာမှစောင့်နေပိုင်းတဖြည်းဖြည်းညက်နေအောင်စောင်းတော့မင်း အခုချိန်ထိတနူးလည်းပြန်ရောက်မလာသေးဘူး။ငါလည်းကြီးတအားငက်နေပြီ။ကြီးရတာငါရေစာလုံးလို့သိတော့မင်းတင်နေ။ငါရေသွားတောက်လာအောင်မင်း။အရင်ဆုံးဒီနားမှာတင်ညာရှိမရှိကြည့်လိုက်အောင်မင်း။အဲလိုပြောပြီးတော့တွန်းနာကဟိုဟိုဒီဒီကြည့်ပြီးတင်ညာမရှိတော့ရေတောက်ဖို့ထွက်သွားပါ යි ။မြေထဲကနေရေသွားတောက်ပါ යි ။ငါရေမြမြတောက်ရမင်း။ပြန်ငါဥလေးစီပြန်သွားရမယ်တနူရောက်ပြီလားမရောက်သေးဘူးလားလည်းမသိရသေးဘူးတစ်ဖက်မှာလည်းကိုကြီးကတုံနိုင်ဦးကိုစားဖို့စဉ်းစားနေပါတယ် ငါတူနိုင်ဦးကိုစားပြီးကြောက်ခဲနဲ့လမ်းပစ်မယ်။အဲ့တော့မှအပြစ်မှာဥဥတိုင်းဘလို့ခံစားရမလဲဆိုတာသိမှာ။ဒီမှာဥလေးတွေ့ပြီးငါဒီဥကိုယူပြီးဒီမှာကြောက်ခဲယူထားလိုက်မယ်။အဲ့တော့မှကလေးမရှိမှလိုက်ပက်ရှာနေလိုက်မယ်။ဒါမဲ့ငါ့အတော်ရှာတွေ့မှာမဟုတ်ဘူး။တူနိုင်ရောက်လာခင်ငါဒီဥကိုမြင်မြန်ယူသွားလိုက်မယ်။ကိုကြီးလည်းဥကိုယူပြီးထွက်သွားပါ යි ။ခဏနေတော့တူနာလည်းပြန်ရောက်လာပါ යි ။တော်ပါသေးရဲ့ငါ့ဥလေးဘာမှမဖြစ်လို့ကြည်ရတာဘာသိငံမှာရောက်မလာအောင်ထင်နေ ငါနေထိုင်အရန်လန့်နေရတနုလည်းစပြည့်သီးတခါယူပြီးပြန်ရောက်လာပိုင်းရှင်းအစယူလာပြီလားအရန်တော်နောက်ကျနေပြီတုံနာလည်းစပြည့်သီးစားလိုက်ပိုင်းအဲ့လိုနဲ့နေရက်တွေတစ်ပြေးပြေးကုန်ဆုံးလာပိုင်းနေလည်းအရန်ပူလာပိုင်းရက်တွေအတော်ကျနေပြီမဲ့လေတုံနာရဲ့ဦးလေးကနေအခုထိအကောင်မပေါက်သေးပါဘူးတုံနာရဲ့အခုထိငါတို့ရဲ့ဥကနေအကောင်မပေါက်သေးဘူးလားဒါဆိုရင်ကြာကိစ္စပဲကဲလားငါတို့ဆရာဝန်ကိုတွားပြရမယ် ငါတို့ဥလီမများတခုခုလိုအပ်ချက်ရှိနေလို့လားဆရာမလည်းတရားချစ်စေပြီးဒီဝတ်နေအကောင်ပတ်ဖို့ဘလောက်တောင်းလဲဆိုတာပြောပြလိုက်မယ်ကဲလားငါတို့ဆရာဝန်ကြီးသွားကြမယ်တန်တူးလည်းသူ့မိန်းမနဲ့ဥကိုယူပြီးဆရာဝန်ကြီးရောက်လာပါဆရာဝန်ကြီးရေဒီဥဝတ်နေအကောင်မပေါက်သင်းလို့တစ်ချက်လောက်စစ်ဆေးကြည့်ပါဦးဆရာဝန်လည်းတန်တူးကိုအခုလိုပြောလိုက်ပါဒီဒီကနေဘလို့လို့အကောင်ပေါက်မှလဲဒါကကြောက်ခဲကြည့်လေဒီထဲမှာအသက်မှမရှိရဒါကြောက်ခဲကြည့် ကြည်ရတာတရရောက်ကရှင်တို့အယူလို့သွားထင်နေရှင်တို့ရဲ့ဥကိုယူသွားပြီးကြော်စားပြက်လောက်ပြီးတုံနာတို့လေများလဲစိတ်မကောင်းဖြစ်သွားနဲ့ပြန်လာပိုင်းတန်နုရီဥရီဘသူခိုးတာလဲဆိုတာကျမတို့စုံစမ်းကြည့်ကြရအောင်အန်တီကျက်တူတွေလဲဥလေးတလုံးဥထားတယ်ကျမတို့သွားပြီးတတိပေးလာအောင်မေးအန်တီကျက်တူတွေရေအန်တီလဲအပြင်ဘက်မှာဥဥထားတော့ဂရုစိုက်မှဖြစ်မေးဥရီကိုလာလဲနေရသူရှိရင်ကျမိုင်းဥလဲကြောက်ခဲနဲ့လဲသွားတယ်အေးပါညီမ အမားတို့တကူဖမ်းဖို့ကြိုးစားကြမယ်လေအမားတို့နေ့ရက်300လောက်တနေရာမှာပုံနေလိုက်မယ်ငါတို့ရဲ့ဥတွေလလာခုံးနေရဘသူလဲဆိုတာဖမ်းရမယ်ကျစ်တူရွေလဲတူနောင်အဲ့လိုပြောပြီးဥတွေဘသူလာခုံးလဲဆိုတာသိရဖို့သူတို့စောင့်နေကြပါဘယ်သူတို့နေ့ရက်လဲပုံပြီးချောင်းနေပါဘယ်ကိုကြီးလဲအတိုက်ထဲမှာပုံလေးတစ်လုံးတွေရော အခုလိုပြောလိုက်ပါဘယ်ငါတီးဥကိုမြ мян စားလိုက်မယ်ပြီးကြောက်ခဲတစ်လုံးထားသွားလိုက်မယ်ကိုကြီးကဥလေးကိုနှုတ်သီးနဲ့မထိုးခင်မှာကျစ်တူရွေကရောက်လာပါဘယ် ငါတို့ရဲ့ဥရိနာကဘလို့တော်လာရေးရလဲတခြားသူတွေရဲ့ဥရိကိုလိုက်ခိုးစားပြီးလဲပြစ်နေတကွာနေမယ်မဟုတ်ပါဘူးမမဟုတ်ပါဘူးကျစ်တူရင်းလဲကိုကြီးကိုတုံးတဲ့အတိရိုက်ပါအောင်ရင်တူနာလဲအနာမှာထိုင်ကြည့်နေပါ යි ကိုကြီးကိုဘသူမှမလွတ်ပေးပါဘူးဘာလို့လဲဆိုတော့သူမက အခြားသူတွေရဲ့ဥရိကိုလိုက်ခိုးစားနေလို့ပါပဲသူမကအရန်ဆိုးပါ යි မိတ်ဆွေတို့လဲငှက်တွေရဲ့ဥရိဘရောမှမခွဲနိုင်နေနဲ့တယောက်ကိုတရားကူညီတင်ပါ යි ငှက်လေးတွေရဲ့ဥတွေကိုကောက်ခွဲထားပါ။ဘာလို့လဲဆိုတော့ငှက်ယူတဲ့ကတဖြည်းဖြည်းနည်းလာနေပါပြီ။အခုလိုမျိုးစိတ်ဝင်စားကြငှက်ကတူပုံမြင်လေးတွေကိုကြည့်နေဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။